18နှစ်ပြည့်ပြီးသူအမျိုးသားတိုင်းစည်ရေးစစ်ဆေးမှုခံယူရမှာဖြစ်ပြီးအရေးပေါ်စစ်မှုထမ်းဖို့အတွက်အစီအမံရှိနေပြီလို့ဂျာမနီကထုတ်ပါတယ်။ရုရှားချင်းကြမှုကြောင့်တတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာမှာစိုးရိမ်မှုမြင့်မားနေတဲ့ဂျာမနီဟာ18နှစ်ပြည့်ပြီးသူအမျိုးသားတိုင်းစစ်ဘက်ဆိုင်ရာစစ်ဆေးမှုခံယူရမှာဖြစ်ပြီးအရေးပေါ်စစ်မှုထမ်းခြင်းအစီအမံပြဋ္ဌာန်းကြောင်းတည်ပြုထုတ်ပြန်သွားပါတယ်။ ယူရောပမှာမိနီတို့ဖက်အားရုရှားဘက်မှယင်ပြုနေတဲ့ဂျာမနီဟာ20လူငယ်မျိုးသားတောင်းတဲ့ချီစစ်တင်ပေးပြီးအရတက်အင်အားပို့တောင်းတင်းလာဖို့စီမံကိန်းချလုပ်နေတာပါဂျာမန်လက်နက်ကတရင်ဘရဝါရှာဟာနေတို့ဖွဲ့ရဲ့ professional စစ်သည်2600ရရှိပြီးမှအတွက်နောက်ထပ်စစ်သည်အသစ်8000ထပ်မံမွေးထုတ်ပေးရမှာဖြစ်ပါတယ်။လက်ရှိဂျာမနီမှာတာဝန်ထမ်းဆောင်သူ3400နာရှိပြီးဖြစ်မနေစစ်မှုထမ်းမဲ့အစုကိုအသုံးပြုပေမဲ့ ရုရှားရဲ့ချိန်ချောက်လောင်မှုကြောင့်အရန်တက်ရနှစ်သိန်းထိတိုးမြင့်ထားဖို့စီမံကိန်းချမှတ်လှုပ်ဆောင်နေတာဖြစ်ပါတယ်။နေတိုရဲ့အဓိကအင်အားကြီးဦးဆောင်နိုင်ငံဖြစ်တဲ့ဂျာမနီဟာအချိန်မီစစ်မှုထမ်းနိုင်မဲ့သူတွေအသက်ရှိနေဖို့အခုလို16နှစ်ပြည့်တဲ့အမျိုးသားတိုင်းစစ်ရေးဆေးစစ်မှုနဲ့စစ်နဲ့ကြွယ်ဝင်သူများဖြစ်နေစေရေလိုအပ်ရင် ခေါ်သုံးနိုင်မယ့်တပ်သားတွေဖြစ်စစ်တင်နေတဲ့အလင်းတင်းတို့ပေးသွားမယ်လို့ဆိုပါတယ်။ခုနကဂျာမနီစစ်တပ်တွေမှပေါက်ကြားခဲ့တဲ့စာရွက်စာတမ်းအရ16နှစ်ပြည့်သူမျိုးသားမျိုးသမီးအားလုံးစုမှုထမ်းခိုင်းဖို့အစီအစဉ်ရှိတယ်လို့သိရပါတယ်။ဂျာမနီကာကွယ်ဝင်ကြီးဗော်ရီဘရစ်တိုရီယာကလည်း2016ခုနှစ်မှာစတင်ကမှဖြစ်မနေစုမှုထမ်းရမယ်ဆိုတဲ့ဥပဒေကိုပယ်ဖျက်လိုက်မိတာဟာကြီးမားတဲ့အမှားပဲလို့ထုတ်ပြန်ပြောပါတယ်။ယနေ့ကမှမရရှားရဲ့ချင်းချောင်းနေမှုကြောင့်ဥရောပနိုင်ငံများစွာဟာလည်းစစ်ပဆိုင်ရာဥပဒေအသစ်တွေပြဋ္ဌာန်းခြင်း စစ်တီတွေတိုးမြှင့်ရရှိဖို့စီမံချက်တွေလည်းဆောင်ရွက်ခြင်းတွေလှုပ်ဆောင်နေပြီလို့သိရပါတယ်။ဒါအပြင်တစ်ဖက်မှာလည်းဂျောင်းမီဟာယူကရိန်းအတွက်အမေရိကန်လက်နက်ဝယ်ယူဖို့ရူသန်း150ထပ်မံပြီးတော့ထောက်ပံ့တယ်လို့ဆိုပါတယ်။ဂျောင်းမီဖြစ်တဲ့ဖြစ်တဲ့အီတလီနဲ့ပိုလန်တို့မှာကာကွယ်ဝင်ကြီးတွေဟာဘာလင်မှာစီးရဲလုပ်ခဲ့ပြီးနောက်ဂျောင်းမီဟာယူကရိန်းကိုပို့မယ်အမေရိကန်လက်နက်တွေထဲမှာနောက်ထပ် PUR package တစ်ခုအတွက်အနည်းဆုံးယူသန်း150ပေးရတော့မှာဖြစ်ကြောင်းဂျာမန်ကာကွယ်ဝင်ကြီးကပြောပါတယ်။ ဂျာမန်ကာကွယ်ဝန်ကြီးကဂျာမနီဟာ PUR လေးယနေ့ရလို့ခေါ်တဲ့ American အတွက်အရေးကြီးဦးစားပေးလိုအပ်ချက်စီရင်မှ American ပြည်ထောင်စုမှသာရရှိနိုင်တဲ့လက်နက်စနစ်တွေငွေကြေးထောက်ပံ့ပေးနေပါတယ်။ဥပမာပြောရရင် Patriot စနစ်တွေနဲ့ထူးထည်သူတို့အတွက်ဒုံးကျည်တွေပါလို့ဆိုပါတယ်။သူအနေတို့တွေမှကြောင့် Mario Dawn နဲ့လည်းဆက်သွယ်ပြီးတော့အနည်းဆုံး Euro 350တန်ဖိုးရှိတယ်။နောက်ထပ်အစီအစဉ်မှာပါဝင်ဖို့သဘောတူတယ်လို့ပြောပါတယ်။ ဂျာမနီကယူကရိန်းအတွက်ယူရိုတန်း900စီစဉ်ကိုလည်းအရင်ကရမုံငွေထောက်ပံ့မှုပါတယ်။ဂျာမနီကအော်တိုဘားမှာပက်ထရီယော့စ်နဲ့အစ်တစ်ခုဖြည့်စွက်ပက်ထရီယော့စ်နဲ့တစ်ခုကိုပေးပို့ပြီးအမေရိကန်ကပေးဆုမှုရှိခဲ့ရင်ပိုပြီးမြေရဆဆလုံးဆောင်နိုင်မယ်လို့ဆိုပါတယ်။ EU နိုင်ငံကြိုင်းမူဝါဒကြီးကကာဂျာဂဲလက်စ်ကတော့ယူကရိန်းဟာလာမယ့်နှစ်မှာရမုံငွေပို့မှုလိုအပ်မဲ့အကြောင်းပြောပါတယ်။ ရွေးချယ်စရာများပြားရှိပေမဲ့လည်းရုရှားရဲ့ရွှေ့ပြောင်းလို့မရနိုင်တဲ့ပိုင်ဆိုင်မှုတွေကိုသုံးပြခြင်းဟာယူကရိန်းရဲ့ကာကွယ်ရေးကိုထိန်းသိမ်းဖို့အကောင်းဆုံးနည်းလမ်းလို့ဆိုပါတယ်။ဒါဟာရုရှားကိုအချိန်ကသူတို့ဘက်မှာမရှိဘူးဆိုတာပြသမဲ့နည်းလမ်းဖြစ်ပြီးယူကရိန်းကိုထောက်ခံတာဟာရုရှားအောက်မွေးရဲ့ကုန်ကြစည်နှိုင်းရှင်ဈေးသက်သာပါတယ်လို့ EU နိုင်ငံခြားရေးမှူးဝါဒကြီးကဲကပြောပါတယ်။အခုလိုကြောင်အမေရိကယူကရိန်းကိုလုံးဝထောက်ပံ့တာနဲ့ပတ်သက်ပြီးရုရှားကသတိပေးနေတာပဲဖြစ်ပါတယ်။ BBC ရဲ့အိပ်ပင်မဲ့တောင်းပန်မှုကိုပါလက်မခံပဲ BBC ကိုတရားစွဲမယ်လို့ထရန့်ကကြေညာပါတယ်ဒေါ်လာ1ဘီလီယံမဟုတ်တော့ဘဲနဲ့ဒေါ်လာ5ဘီလီယံအထိထပ်တိုးပြီးတော့ကြောကြီးတောင်းမယ်လို့ဆိုပါတယ်ဘယ်ကသမားထရန့်က BBC Panorama Season ကနေသူ့မိန်ကောတိဖြစ်ပုံနဲ့ပတ်သက်ပြီး BBC ကိုတရားစွဲကကျော်ကျွေး9ဘီလီယံထိတောင်းဆိုသွားမယ်ကြေညာပါတယ်ထရန့်ကနောက်ဆုံးချက်သတ်မှတ်ပေးတဲ့နိုဝင်ဘာ14ရက်နေ့ညမတိုင်ခင် BBC ကတောင်းပန်ခဲ့တော့လေ ငွေကြေးရောချီပေးဖို့ညှင်းဆန်တဲ့နောက် Trump ကအခုလိုကြေညာပြောဆိုတာဖြစ်ပါတယ်။တောင်ကြန်ညားက Air Force One လေးပေါ်မှာသတင်းတော့တွေကိုပြောအောင်မှာ Trump ကလာမယ့်သတင်းပတ်တွေမှာဒေါ်လာ1ဘီလီယံကနေ9ဘီလီယံလောက်ထိရောချီတောင်းပြီးတရားစွင့်မယ်ဆိုပါတယ်။ Trump ကပြည်ထောင်စုကြီးချုပ် Sakia Starmer နဲ့ဒီသတင်းပတ်ကောင်မှာဒီကိစ္စစွန့်နေမယ်ဆိုပါတယ်။ BBC ရဲ့ကိစ္စကပြည်တွင်းကြီးချုပ်ကိုပါ တိုင်ပတ်လာပြီဖြစ်ပါလိမ့်။2021ဇန်နဝါရီ6ရက်နေ့ထရမ်မင်ကို BBC ရဲ့တီးဖြတ်မှုဟာ သမားကအကြံဖတ်မှုအတွက်တိုက်ရိုက်တိုက်တွန်းနှိုးဆော်ခဲ့တယ်ဆိုတဲ့မှားယွင်းတဲ့ထင်မြင်ချက်ကိုမရှိရပဲဖြစ်ပေါ်စေကြောင်း BBC ကဝန်ခံပါတယ်။ဒါပေမဲ့ BBC အနေနဲ့ယောကြည့်ပြဖို့ညင်ပါတယ်။နိုမာ14ရက်နေ့တောက်ကြံနေညစင်နိုင်တော်ဆုံးထားတုံးမျိုးကိုထိုင်းရဲ့သမတ်ချက်တိုင်း BBC ကခုလိုပြန်ကြားပေးဖို့ခဲ့တာပါ။ဒီဖြစ်စဉ်ညပေါင်းမှုကြောင့် BBC ရဲ့ညွှန်ကြားမှုချုပ်တင်ဒါဗီနဲ့သတင်းဌာနကြီးကဒီဘိုရာတာနက်စတိုယာရုကနှုတ်ထွက်ပါတယ်။တောက်ကြံနေဒီတရားမှတ်တမ်းတွေမှာ BBC ကိုတရားစွပ်စွထားတဲ့မှုခင်မတွေ့ရသေးပါဘူး။ ခန်းကအမှုဖွင့်နိုင်ခြင်းရှိတဲ့ Florida ပြည်နယ်နဲ့ Federal နဲ့ပြည်နယ်တရားဝင်တွေဟာစနေကျင်းခုနေအတွက်ရုံးပိတ်ထားပြီးဖြစ်တယ်လို့လည်းဆိုပါတယ် BBC ဘက်ကတော့ကြာတာပြီးနေ့ညထုတ်ပြန်ကြမှာ correction clarification ကဏ္ဍကလည်း panorama စီစဉ်ပြန်လည်သုံးသပ်ကြအောင်ဒီပြမှုကသမ္မတ Trump ကိုရှေ့ပိုင်းနဲ့နောက်ပိုင်းကိုဆက်ပြီးဖော်ပြအောင်မှာသမ္မတကအကြမ်းဖက်မှုအတွက်တိုက်ရိုက်တိုက်တွန်းနှိုးဆော်ခဲ့တယ်ဆိုလည်းမှားယူတဲ့ထင်မြင်ယူဆချက်ဒါကိုမရည်ရွယ်ပဲပေးခဲ့မိတယ်လို့ဆိုပါတယ် BBC အနေနဲ့ ဒီတီးဖြတ်မှုအတွက်ရိုးသားစွာနောင်တရပါမယ်အသေးဖြတ်မှုအတွက်တော့တောင်းဆိုဖို့ကြောင်းရှိဘူးလို့ဆိုပါတယ်ခန်းကလည်းအဲ့ဒီလိုမျိုးဒီရောကြည့်ပြဖို့မလုပ်ဘူးဆိုရင်တော့ဥပဒေအရအေးယူမယ်လို့ဆိုပါတယ်ဒါပြင်အဲ့ဒီမှာ BBC က Panorama အစီအစဉ်ကို American Channel တွေမှာဖျက်ဝင်ခြင်းမရှိဘူးဆိုတဲ့အကြောင်းသတင်းမှတ်တာဟာတမောကိုထိခိုက်မှုမဖြစ်စေဘူးဆိုတဲ့အကြောင်းဗီဒီယိုကိုလက်ဖြောက်ယူခဲ့တာမဟုတ်ဘူးဆိုတဲ့အကြောင်း ဒီပိုင်းကိုတည်ကြားကြည့်စေဖို့ရှိရတာမဟုတ်ပဲတနားကြာစီစဉ်မှာဒီပိုင်းကလည်း၁၂စက္ကန့်သာပေါဝင်ခဲ့တာဖြစ်ကြောင်းပါပါလိမ့်။ Reagan အသက်ဖြစ်မှုဥပဒေတွေအရလူမှုရေးနဲ့နိုင်ငံရေးမင်္ဂလာဆိုင်ရာအမြင်ပေါ်မှာလည်းကြီးကြပ်ကောက်ကွယ်ပေးထားတယ်လို့ဆိုပါတယ်။လလမဲ့အရတားတွေကိုပြစ်တဲ့ဘုံတခါမှအမိတ်မပေးခဲ့ဘူးလို့ဘင်္ဂလားဒေ့ကွန်ဂျီချုပ်ဟောင်းရှိတ်ဟာစီနာကညင်းဆိုပါတယ်လူသားမျိုးနွယ်ပေါ်ရာဇဝတ်ကျွလွန်ညောင်းသူ့ပေါ်ဆွဆွကြတဲ့ကလုံးဝမမှန်ကန်ဘူးလို့ရှိတ်ဟာစီနာကပြောပါတယ် ပြီးခဲ့တဲ့နှစ်ကနိုင်ငံအတွင်းလူတို့အူကြောင်းကြောင်းတိုင်းပြည်ကနေထွက်ပြေးခဲ့ရတဲ့ရှိတ်ဟာစီနာဟာလက်ရှိချိန်မှာတော့သူ့ကိုမျက်ပွယ်ဆွေးကြက်တွေနဲ့တင်ခံထားရတာဖြစ်ပါတယ်။ရှိတ်ဟာစီနာကအဲ့ဒီတုန်းကအစိုးရစန့်ကျင်ဆန္ဒပြသူတွေကိုလုံခြုံရေးတပ်ဖွဲ့ကအင်အားသုံးရဲစစဖြိုခွင်းအောင်မိန့်ပေးကြောင်းဆွဆွဲခံရပါတယ်။အဲ့ဒီတုန်းကသူဟာလူသားမျိုးနွယ်ပေါ်ရာဇဝတ်မှုကျူးလွန်ကြောင်းဆွဲချက်တင်ခံထားပြီးတရားရုံးရဲ့မျက်ကွယ်စီရင် ချက်မချခင်ရပိုင်းလို့ ။ UBC နဲ့အင်တာဗျူးမှာဟာစီနာကဆွဲချက်ကိုညင်းဆိုခဲ့တာပါ။2024ခုနှစ်ဩဂုတ်9ရက်နေ့မှာဘင်္ဂလားဒေ့ရှ်ကနေထွက်ပြေးခဲ့ရတဲ့နောက်ပိုင်းပထမဆုံး BBC နဲ့အင်တာဗျူးမှာဟာစီနာက မျက်ကွယ်မှာစီရင်စစ်ဆေးနေတဲ့တရားခွင်ဟာသူ့ရဲ့နိုင်ငံရေးပြိုင်ပွဲတွေကထိန်းချုပ်ထားတဲ့သူ့ရောင်တရားခွင်သာဖြစ်တယ်လို့ဆွဆွဲပါတယ်။အဲ့ဒီတရားခွင်ကလာမယ့်နိုဝင်ဘာ18နေ့ကျရင်ဟာစီနာအတွက်စီရင်ချက်ကိုချမှတ်ဖို့ရှိပါလိမ့်။အစိုးရရှိနေတဲ့ကဟာစီနာဟာပြစ်မှုထင်ရှားတာသိကြရင်သေဒဏ်ချမှတ်ဖို့ တရားသူကြီးကိုတိုက်တွန်းထားပါတယ်။ဟာစီနာကတော့အိတ်တရခွင်ဟာစစ်ဆေးမှုမစတင်ခင်ကတည်းကစီရင်ချက်ချထားနှစ်ပြီးသားပါလို့ဆိုပါတယ်။အထူးခွန်ရုံးဖွဲ့စစ်ဆေးမှုရဲ့စီရင်ချက်မတန်ငယ်ရပိုင်းလူကတည်းကဒါကမှလုံးကျုံအထူးတင်ချက်ထားတာတွေ့ရပါတယ်။ဟာစီနာဆိုရရဲ့ညီပွားစီကလောက်ကင်ခွဲတန်းမှုပါတာကိုမကျင်တဲ့သူတွေကစမ်းသပ်ပြမယ်။လုံးကျုံတဲ့ဖွဲ့တွေကလက်လက်ကန်ပြီးတော့အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့နောက် အနီယုံကြီးတစ်ခုအတွင်ပြောင်းသွားတာဖြစ်ပါလိမ့်။အောင်ကြွမှုတွေတွင် ဟာစီနာနဲ့သူ့အစိုးရကပြင်းပြင်းထန်ထန်ဖြိုခွင်းမှုကြောင့်လူပေါင်း1400လောက်ထိတိုက်ဆုံတယ်လို့ ဆိုပါလိမ့်။ဟာစီနာကတော့ချင်းနေတဲ့ဟာသူ့ထိန်းချုပ်လို့မရတော့တဲ့အထိဖြစ်သွားခဲ့တယ်။လူအသက်တွေမလို့ FPS တွေခဲ့ရတယ်ဆိုတဲ့အချက်တွေကိုတော့မငြင်းလို့ပါဘူးတဲ့။ဒါပေမဲ့လက်နက်အရက်တရားတွေကိုတော့ပြစ်သက်ဆိုပြီးဘယ်တုန်းကမှအမိတ်မပေးခဲ့ဘူးလို့ပြောပါလိမ့်။ ပေါကြလာတဲ့ဖုန်းတန်ဖိုင်မှာတော့ဟာစီနာဟာဆန္ဒပြမှုတွေကိုဖြိုခွင်းဖို့လူအသေးစားတဲ့လက်နက်တွေအထိထုတ်သုံးနိုင်ကြအောင်အမေပေးခွင့်ပြုထားခဲ့ပူပါတယ်။တရုတ်ကမှအဲ့ဒီတန်ဖိုင်ဆိုရရှိနေတွေကတင်ပြခဲ့ပါတယ်။ဟာစီနာဟာခုနှစ်ဇူလိုင်လမှာပြည်ထောင်ဝန်ကြီးဟောင်းအဇာဒူဇာမန်ရဲစုံတော်မင်းကြီးချော်ဒူရီအဗ်ဒူလာတို့နဲ့တို့ဆွေးကျက်တင်ခဲ့ရတာပါ။နောက်နောက်ဆက်ရဲစုံတော်မင်းကြီးကတော့ ရှောင်ပေါင်းနေပါတယ်သူ့အသေးတန်ချဖို့အစိုးရရှိနေတွေကလည်းတောင်းဆိုထားပါတယ်အိရစီထွက်ပြေးခဲ့တဲ့ဟာစီနာကတော့အဲ့ဒီတရားခွင်မှာသူဟာကုကုကို ခုခံကာကွယ်ပိုင်ခွင့်ကိုစစ်တပ်ရှိနေတွေရွေးချယ်တောင်းပေးခွင့်ဘာမှမရခဲ့ဘူးလို့ပြောပါတယ်နိုင်ငံရေးပြန်ပွဲတွေကမိမိကိုလုံးဝမနယ်လဲမထူနိုင်အောင်နောက်ောက်ချဖို့ရောသူရဲ့နိုင်ငံရေးပါတီဖြစ်တဲ့အဝါမီလေးဖွဲ့ချုပ်ကပါလုံးဝဖြိုခွဲဖို့ကြံစည်နေတာလို့ဟာစီနာကဆွဆွပါတယ်အဝါမီလေးဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာလည်းပုံကွင်ပြပင်ခံရပါတယ်။အာဆီနာဟာဘင်္ဂလားဒေ့ရှ်နိုင်ငံထူထောင်သူတမဟောင်းရှေ့မူဂျီဘာရာမန်ရဲ့သမီးပါ။ကွာမရူညီတဲ့တဲ့နှစ်ကြိမ်တွင်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဖြစ်နေဆယ်ဝန်ကျင်လောက်အုပ်ချုပ်မှုပါတယ်။အစောပိုင်းကမှဒီမိုကရေစီနဲ့လူ့ခွင့်မှာတော်တော်လေးကိုလေးစားလိုက်နာသူလူတင်စားခံရပေမဲ့နောက်ပိုင်းမှာတော့နိုင်ငံရေးတိုက်ခိုက်တွေကိုဖိနေပြီးအာနာရှင်ဆန်တဲ့ဘက်ကိုဥတီလန်ချောင်းပြောင်းသွားကြောင်းဆွဆွဲမှုတွေကြုံခဲ့ရပါတယ်။